အရာရာမှာစိတ်တတ်ဟာမတန်မှအရေးကြီးတယ်။ဒါကြောင့်မို့စိတ်တတ်နဲ့လောကမှာရှိတဲ့လူတွေကိုခွဲခြားပြီးတော့ခြေလိုက်တဲ့အခါမှာစိတ်တတ်ပြောညံသူနဲ့စိတ်တတ်ကြန့်ခိုင်သူလို့ဒီလိုနှမျိုးခွဲခြားလို့ရတယ်။စိတ်တတ်ပြန်ပြောညံတဲ့ပုဂ္ဂိုလ်ဟာအရာရာမှာအောင်မြင်မှုကိုရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူး။ရုပ်ပိုင်းဆိုင်ရာပြောညံမှုနဲ့မသက်ဆိုင်မဲနဲ့စိတ်တတ်ပြောညံနေပြီဆိုလို့ရှိရင်တော့ အောင်မြင်မှုမရနိုင်တဲ့ပုံပုံမျိုးလောကမှာခြားဆုံးခြင်းဖြစ်အဆုံးသတ်သွားတဲ့ပုံပုံမျိုးဖြစ်နိုင်တယ်။ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်စိတ်သက်ပြောင်းညံ့နေခြင်းဟာကောင်းတဲ့အတင်တံမရှိဘူး။ဒါကြောင့်စိတ်သက်ကိုကြန့်ခိုင်အောင်ကြိုးစားဘာသာရေးကိစ္စမှာမြတ်စွာဘုရားရဲ့အဆုံးအမမှာဘုရားရဲ့အဆုံးအမတိုင်းလိုက်တာကျင့်တယ်ကြိုးကုန်အားထုတ်တဲ့ဤစနစ်တည်ဆိုပါစို့ သမထခြင်းစဉ်ကိုကျင့်တာပဲဖြစ်ဖြစ်ဝိပဿနာခြင်းစဉ်ကိုကျင့်တာပဲဖြစ်ဖြစ်စိတ်ဓာတ်ကြံ့ခိုင်အောင်ကျင့်တာပဲဖြစ်တယ်စိတ်ဓာတ်ကြံ့ခိုင်မှုကိုရရှိတတ်တဲ့အကျင့်တွေဖြစ်တယ်လုံးဝစိတ်ဓာတ်ကြံ့ခိုင်သွားတဲ့ပုဂ္ဂိုလ်ဟာဉာဏ်တာပုဂ္ဂိုလ်ပဲစိတ်ဓာတ်အပြောဉာဏ်ဆုံးပုဂ္ဂိုလ်ကတော့ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာစိတ်ဓာတ်ပြောတာဉာဏ်တာဖြစ်သွားပြီဆိုလို့ရှိရင်တော့ စိတ်တည်းရဲ့ကြံ့ခိုင်မှုကအစွမ်းကုန်အထွတ်ထိပ်ကိုရောက်သွားပြီဒါကြောင့်မို့ဘုန်းကြီးတို့တွေစိတ်တပြောင်းညံ့သူမဖြစ်ဖို့စိတ်တကြံ့ခိုင်မှုဖြစ်အောင်မိမိရဲ့စိတ်ကိုလေ့ကျင့်ပြီးတော့မြတ်စွာဘုရားအဆုံးအမတိုင်လိုက်တာဆောင်ရွက်ဖို့တဏှာခရီးထဲမှာဘဝခရီးကိုရှောင်လန်းနေကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ စိတ်ဓာတ်ပြောင်းညံ့တဲ့ပုဂ္ဂိုလ်ဒီအောက်တန်းနောက်တန်းရောက်သွားသလိုပဲစိတ်ဓာတ်ကြန့်ခိုင်တဲ့ပုဂ္ဂိုလ်တွေကျတော့အထက်တန်းကိုရောက်လာစီးပွားရေးကိစ္စမှာပဲဖြစ်ဖြစ်နိုင်ငံရေးကိစ္စမှာပဲဖြစ်ဖြစ်လူမှုရေးကိစ္စမှာပဲဖြစ်ဖြစ်ဤသည့်ကိစ္စမျိုးကိုဆောင်ရွက်ဆောင်ရွက်လောကစိတ်ဓာတ်ပြောင်းညံ့တဲ့ပုဂ္ဂိုလ်များဟာအောက်တန်းရောက်သွားတာဒါကြောင့်စိတ်ဓာတ်ကြန့်ခိုင်အောင်လေ့ကျင့်ရမယ် မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာလက်တွေ့အမတန်မှကြာပြီးတော့လက်ရှိဘဝကြီးဝတ်တုတ်တဲ့ရေအတွက်ဥတည်ချက်ထားသလိုဒီဘဝရဲ့အချမ်းမဲ့နောင်ဘဝလို့ဆိုတဲ့အနိကဘဝအတွက်လည်းပဲကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့ဤစနစ်တွေကိုပေးတာဖြစ်ဒီဘဝလည်းအကျိုးရှိရမယ်နောင်ဘဝလည်းအကျိုးရှိရမယ်နောက်ဆုံးမှာ ဘယ်ဘဝမှာမကောင်းဘူးဘဝကလွတ်ချင်တယ်ဆိုလို့ရှိရင်လေစိတ်ဓာတ်ကြံ့ခိုင်မှုကိုခြေပြုပြီးတော့မျိုးစနစ်တွေနဲ့ဆောင်ရွက်လုပ်တိုင်းပြီးတော့သွားနိုင်တယ်။ဒါကြောင့်မို့ဒီနေ့ခေတ်ပြောနေတဲ့ကမ္မထံအထုတ်တယ်ကမ္မထံထိုင်တယ် meditation လုပ်တယ်ဆိုတာလေအဓိကကတော့စိတ်ဓာတ်ချမ်းခိုင်အောင်ပြုလုပ်ခြင်းပဲဖြစ်တယ်နော် စိတ်ကကြံ့ခိုင်အောင်မဖြစ်လာဘူးဆိုရင်ကိုလို့တဲ့အလုပ်ဟာမှားရနေသေးတယ်လို့ပြောတယ်။လူတွေစိတ်ဓာတ်ဟာကြံ့ခိုင်မှုရှိတယ်။ဘယ်ဘက်ကဆန်းဆန်းလောကရန်ဆိုတဲ့မုံတိုင်းနေနဲ့ကျုံတဲ့အခါမှာလူတွေစိတ်ဓာတ်တွေဟာရင်းရိုင်ပြီးတော့သွားရတယ်။ဈာန်နာပုဂ္ဂိုလ်ရဲ့စိတ်ကြတော့အဲ့လိုရင်းရိုင်သွားတာမျိုးလုံးဝမရှိတော့ဘူး။ သေလောယထာဧကကနောဝါဒိနနသမိရတိ၆တားပဂတိပြီးတဲ့တောင်ကြီးဟာဘလောက်ကြီးမားတဲ့ပြင်းထန်တဲ့မုန်တိုင်းကြီးပဲတိုက်တိုက်လှုပ်ရှားသွားတယ်လို့ရွေ့သွားတယ်လို့ရှင်းနိုင်ထို့တူပဲယန္နာရဲ့ယန္နာပုဂ္ဂိုလ်ရဲ့စိတ်ဟာလောကရန်မုန်တိုင်းတွေဘယ်လိုပဲတိုက်ခတ်တိုက်ခတ် ရွေရှားသွားတယ်ရဲရင်သွားတယ်ဆိုတာမရှိဘူးလေလှုပ်ရှားရဲရင်သွားတယ်ဆိုတာဘာပြောတာလဲလောကရဲ့တဘာဝကိုလောကဓမ္မလောကဓမ္မလို့ခေါ်တယ်လောကမှာကြုံတွေ့နိုင်တဲ့တဘာဝရာဟုကုန်သိစိတ်ဥစ္စာရတဲ့အခါရှိတယ်လို့မရတဲ့အခါရှိတယ် ပချမ်းရာအကျော်ဆုံးရှိတဲ့အခါရှိတယ်လို့မရှိတဲ့အခါမှလည်းရှိတယ်။ချိန်မခံရတဲ့အခါရှိတယ်လို့ကဲ့ရဲ့ခံရတာလည်းရှိတယ်။ချမ်းသာဒုက္ခနဲ့ကြုံတွေ့ရတဲ့အခါမျိုးရှိတယ်လို့ဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတဲ့အခါမျိုးလည်းရှိတယ်။လောကရဲ့မတည်ငြိမ်တဲ့သဘာဝအရာလူတွေဟာနှိမ့်တုံမြင့်တုံလို့ဆိုတဲ့အခြေအနေမျိုးမျိုးကြုံတွေ့ခံစားကြတယ် အဲ့ဒီကြုံတွေ့ခံစားကြတဲ့အခါစိတ်ဓာတ်ပြော့ညံ့တဲ့ပုဂ္ဂိုလ်တွေကြတော့ပါဖြစ်သွားတယ်။မကောင်းတဲ့လောကရံနဲ့တွေ့ကြုံသွားလို့ရှိရင်စိတ်ဓာတ်တွေကျဆင်းပြီးတော့နောက်ဆုံးမှာကိုယ့်ကိုယ်တတ်သိခြင်းဆိုတာနဲ့အဆုံးသတ်သွား။အေးကောင်းတဲ့လောကရံနဲ့တွေ့တဲ့အခါမှာလည်းလူတွေကတက်ကြွမောက်ပါပြီးတော့ဘဝင်မြင့်သွားတတ်ကြတယ်။ဒါကြောင့်မို့ ကောင်းတာနဲ့ပဲကြုံကြုံမကောင်းတာနဲ့ပဲဆုံဆုံမိမိစိတ်ဓာတ်ဟာရဲရဲလှုပ်ရှားခြင်းမရှိတဲ့ပဂတိအနေထားမျိုးရအောင်လေ့ကျင့်ပြီးတဲ့နည်းစနစ်ကိုဘာဝနာလို့ခေါ်တာပဲဘာဝနာဆိုတာတတိတရားတွေတိုးပွားလာအောင်ပညာတရားတွေတိုးပွားလာအောင်သမာဓိစွမ်းအားတွေတက်လာအောင်လေ့ကျင့်ပြီးတဲ့သဘော အဲ့လိုလေ့ကျင့်ပေးမှုတွေလောကရန်ကိုခိုင်ခတ်လောကရန်ရဲ့သဘာဝတွေကြောင့်လှုပ်ရှားရင်းရိုင်မှုမရှိအောင်ကြန့်ခိုင်တဲ့စိတ်ဓာတ်ကိုရရှိစေနိုင်တယ်လို့အဲ့တော့ဘုရားဗတာဝင်သူတွေစဉ်တွေရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုလိုအပ်တယ်ပြောင်းညံ့တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေရဘူးစိတ်ဓာတ်ပြောင်းညံ့တဲ့ပုဂ္ဂိုလ်မျိုးသည်လောကီကိစ္စမှာလည်းအောင်မြင်မှာမဟုတ်ဘူးလောကုတ္တရာဘဝလွတ်မြောက်ရေးကိစ္စမှာလည်းပဲ ရှုံးခြင်းနဲ့ရင်ဆိုင်ရမယ့်ပုဂ္ဂိုလ်သာဖြစ်တယ်။အရာရာမှာစိတ်ဓာတ်ပြောင်းရတဲ့ပုဂ္ဂိုလ်ဟာအရှုံးနဲ့သာရင်ဆိုင်ရမယ်။အဲ့ဒါမျိုးမဖြစ်အောင်ခေါင်းကြီးတို့တွေစိတ်ဓာတ်ချန့်ခိုင်အောင်လေ့ကျင့်ရမယ်။အဲ့ဒီစိတ်ဓာတ်ချန့်ခိုင်မှုကိုဖြစ်စေတဲ့အကြောင်းတွေရတယ်။အချင်းတို့ပြောရင်မြတ်စွာဘုရားရဲ့အဆင့်30နဲ့လေ့ကျင့်တဲ့စနစ်ပဲဖြစ်တယ်။ နံပါတ်၄ကကိုချင်းတရားကောင်းအောင်လေ့ကျင့်ကိုချင်းတရားကောင်းလို့ရှိရင်အာဟုတစ်ခုဖြစ်လာပြီးတော့စိတ်ဓာတ်ကြံ့ခိုင်းတယ်ကိုချင်းတရားပြည့်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာစိတ်ဓာတ်ကိုပြောင်းညံ့သွားစေတယ်ကိုချင်းတရားပြည့်ပြားမှုသည်စိတ်ဓာတ်ကိုအားပြော့သိမ့်သိမ့်သွားစေတယ်ငါမဟုတ်တာလုံထားတာပဲဆိုပြီးတော့လူရဲ့စိတ်ထဲမှာလူများတွေကကိုယ့်အကြောင်းမသိတော့လဲပဲ ကိုယ်ကိုကိုအကြောင်းသိနေတော့အရင်မဲကြီးတို့ကိုယ့်ကိုချင်းချောင်းနေတယ်လို့ဖြစ်ပြီးစိတ်ဓာတ်ဟာတုံလုံးချောက်ချားနေတတ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုချင်းတိလာနဲ့ပြည့်စုံအောင်ကြိုးစားအထောက်အပံ့။ကိုချင်းတိလာရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်ဓာတ်ကြံ့ခိုင်မှုကိုရနိုင်တယ်။ဘလောက်ပဲအဆိုးနဲ့ကြုံကြုံငါ့မှာအားကိုးစရာတိလာရှိတယ်။ငါကိုချင်းတရားကြီးကောင်းတယ်။ဘုရားမပြောဘူးမမှန်တာမလုပ်ဘူးလို့ဆိုတဲ့ အာကိုလောက်တဲ့ကုချင်းတီလာရှိထားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အကြံ့ခံနေပေါ့ဘယ်လိုပဲအခက်ခဲတွေနဲ့ကြုံကြုံဒီပုဂ္ဂိုလ်မျိုးရဲ့စိတ်ဓာတ်အကြီးအကျယ်သွားတာမျိုးမရှိနိုင်ဘူးတဲ့ဒါကြောင့်မို့တီလာဆိုတာနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခံအောင် လေ့ကျင့်ပေးဖို့လိုအပ်တယ်ပေါ့နောက်တစ်ခုသမာဓိဆိုတာလည်းစိတ်ဓာတ်ကြံ့ခံအောင် လေ့ကျင့်ပေးရဖြစ်တယ်သမာဓိဆိုတာ အာယတကူရဲ့ပုံမှာစိတ်ကိုထားနိုင်တဲ့စိုင်းတက်တည်းဖူတွေးတီတွေးစိတ်တွေချောက်ချားပြီးတော့စိတ်တွေပြန့်လွင့်နေတဲ့အနေအထားတစ်ခုစီမိမိရဲ့စိတ်ဓာတ်ကိုပြောင်းညံ့သွားစေနိုင်တယ်။အာယတကူရဲ့ပုံမှာစူးစိုက်စိုက်ထားနိုင်တဲ့စိတ်ဓာတ်အရာရာကိုဆုံးဖြတ်နိုင်ပြီးတော့ကြံ့ခိုင်ပြီးတော့အင်အားကောင်းတဲ့စိတ်ဓာတ်တွေစွတ်စွတ်စီစီရှိလို့ရှင်ဘယ်အရာပဲဖြစ်ဖြစ် အားရှိတယ်လို့ပြောတာပေါ့နော် unity is strength လို့ပြောကြတာလေ unity ဖြစ်နေလို့ရှင်အားရှိတယ်လို့ဆိုတယ်စိတ်ပါလဲထို့တူပဲစိတ်ကလည်း unity ဖြစ်နေဖို့လို့သမာဓိဆိုတာ unity ဖြစ်နေတဲ့သဘော unity မဖြစ်ဘဲနဲ့ diversity ဖြစ်နေမဲ့ဆိုရင် စိတ်ဟာပြောင်းလဲသွားတာပဲထို့တူပဲလူတွေရဲ့အဖွဲ့အစည်းမှလည်းပဲထို့တူ လူတွေရဲ့အဖွဲ့အစည်းမှာ unity ရှိနေလို့ရှိရင်စီလုံးခိုင်မာနေတဲ့အခါမှာအင်အားပြည့်တာအဲဒီလိုမဟုတ်ဘဲနဲ့တယောက်တစ်မျိုး diversity ဖြစ်နေပြီဆိုလို့ရှိရင်တော့ပြောညံ့သွားမှာဘူးဒါကတဘာဝစိတ်ဓာတ်မှာလည်းပဲ unity ဖြစ်မှာစိတ်ရဲ့ unity ဆိုဒီမှာတမာတိစွမ်းအားကိုပဲဆိုလိုတာအာယုန်တစ်ခုတည်းပေါ်မှာစိတ်တွေကိုစုစည်းထားနိုင်လိုက်ပြီဆိုလို့ရှိရင် ဘယ်လိုလောကဓာတ်မျိုးနဲ့ရင်ဆိုင်ရရင်ဆိုင်ရအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျန့်ခိုင်တဲ့စိတ်ဓာတ်ထင်ထင်ရှားရှားကြီးဖြစ်ပေါ်လာရင်းရိုင်ခြင်းမရှိဘူးရေရှားခြင်းမရှိဘူးအကျန့်ခိုင်သွားတယ်သူလိုဆိုတာဒါကြောင့်မို့မိမိရဲ့စိတ်ဓာတ်အကျန့်ခိုင်ဖို့အတွက်သမာဓိစွာအားနဲ့လည်းလေ့ကျင့်ပြီးတော့ပြရတယ်နောက်တစ်ခုအရေးကြီးဆုံးကတော့ဘာလဲစင်ဉ္ဇုံတရားလို့ဆိုတဲ့အသိပညာပဲ အသိပညာရှိတဲ့ပုဂ္ဂိုလ်ကအကောင်းနဲ့တွေ့တွေ့အဆိုးနဲ့တွေ့တွေ့အကောင်းတွေ့လဲစဉ်းစားတယ်အဆိုးနဲ့တွေ့လဲစဉ်းစားတယ်အယံမဲ့စိတ်လှုပ်ရှားခြင်းမပြုဘူးကောင်းတာဆိုတာဝေဖန်ဆန်းစစ်ပြီးတော့မှလက်ခံသိရင်လက်ခံနဲ့ပယ်သိရင်ပယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကအရာရာကိုရွေးချယ်ပြီးတော့လှုပ်တင်တာနဲ့မလှုပ်တင်တာတွေးတင်တာမတွေးတင်တာအများအားခွဲခြားပြီးတော့သိတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ ပညာကတော့အရာရာမှာအဆုံးဖြတ်ပေးပြီးတော့လွှမ်းမိုးချုပ်ကန့်ထားတာဖြစ်တော့ကြအတိပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာအမြဲတမ်းကြံ့ခိုင်မှုရှိတယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မလို့တိလနဲ့စိတ်ဓာတ်ကြံ့ခိုင်အောင်လေ့ကျင့်ရမယ်တမာတိနဲ့စိတ်ဓာတ်ကြံ့ခိုင်အောင်လေ့ကျင့်ရမယ်ပညာရအောင်စီးပူးအထွတ်ချင်းဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင် ကြည့်လေပညာတတ်သူနဲ့မတတ်သူစိတ်ဓာတ်ဘယ်သူပဲပိုချမ်းခိုင်မလို့ဆိုစဉ်းစားကြည့်ပညာတတ်တဲ့မျိုးပုံကငါမှပညာရှိတယ်ငါဘာမှမဆိုလုံးတတ်တယ်ငါဘာမှမဆိုသိတယ်လို့ဆိုတဲ့ပုံကတရားဘလို့အခက်ခဲတွေတွေ့တွေ့သူပညာအာကိုနဲ့သူစိတ်ဓာတ်အကျန့်ခိုင်နေတယ်အဲ့လိုမဟုတ်ဘဲနဲ့ပညာမရှိဘူးအရာရာမှမသိဘူးဆိုတဲ့ပုံကပျော့ညံ့ပြီးတော့ကိုယ့်ကို ိငယ်တဲ့စိတ်ဓာတ်တွေမွေးပြီးတော့စိတ်ဓာတ်ဟာပြောင်းညာတာဖြစ်သွားတော့ကြောင့်အောင်မြင်မှုကိုမရနိုင်ဘူးခဲ့ဒါကြောင့်စိတ်ဓာတ်ပြောင်းညာလို့မဖြစ်အောင်ခွန်ကြီးတို့တွေစူးစမ်းပြီးတော့စိတ်ဓာတ်ချန့်ခိုင်လို့ဖြစ်အောင်လေ့ကျင့်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာသူများကိုယုံကြည်အားကိုးရတဲ့အဆုံးအမမျိုးမဟုတ်ဘူးဘာသာတရားတွေလောကမှာနှမ်းရှင်ပြီးတော့ကြည့်လိုက်တစ်စိတ်တစ်ဆောင်နဲ့ လောကမှာရှိသမျှဘာသာတရားတွေကိုနော်လေ့လာအခက်ခတ်ပြီးကြည့်မယ်ဆိုလို့ရှိရင်အများစုကမာရောဆိုနတ်ကိုယ်ွယ်တဲ့ဘာသာတွေကြည့်ပါဦးနတ်ဆိုဒီမှာမြေပြင်ကနတ်နဲ့ကောင်းကင်ကနတ်ဒါပဲกว่าနော်နတ်ကိုယ်ွယ်တဲ့ဆိုကြတဲ့ကတစ်ဖက်သားကိုအာဟုတဲ့ဘာသာတရားတွေကြည့်ပဲဘယ်ဘာသာကြည့်ကြည့်ကောဆိုတာဘော အလေးပြုထားတဲ့သာသာလေးကြီး cost center တိချင်းလို့ဘုရားသခင်ဆိုတာကိုဘဟုပြုပြီးတော့ဆုံးမဩဝါဒပေးတာဘုရားဘာသာမှာအဲ့ဒါလို့မရှိဘူးဘုရားဘာသာမှာအပြင်မကိုအာကိုပြီးယုံကြည်တဲ့အနေထားမျိုးမဟုတ်ဘူးဘုရားဘာသာကကိုယ်စိတ်ကိုကိုကောင်းအောင်ကိုကိုကောင်းအောင်ပြုပြင်ရတဲ့ဘာသာတရားဖြစ်တယ်ကိုအာကိုကိုရတဲ့ဘာသာဖြစ် ဒါကြောင့်မို့အတ္တဟိအတ္တနောနာထောဆိုတဲ့စကားဟာအမြဲတမ်းအရေးရှိလောကမှာအာဟုဇရာဆိုတာကိုယ့်ကိုယ်ပဲအာဟုရတယ်ကိုယ့်ကိုယ်အာဟုရတယ်ဆိုတာဘာလဲကိုယ်စိတ်ဓာတ်ကိုပြောင်းညံ့ပြီးတော့မလွားအောင်သီလနဲ့ပံ့ပိုးမယ်သမာဓိနဲ့ပံ့ပိုးမယ်ပညာနဲ့ပြောင်းမယ်ပံ့ပိုးမယ်ကိုချင်းတရားကောင်းတယ်စိတ်သက်ကြည်ငြိမ်မှုရှိရဲ့ အသိပညာတွေထက်မြက်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာညီမြတော့လောကဓာတ်တွေနဲ့ဂျုံဂျုံအဆိုးလောကဓာတ်နဲ့ညီမြပဲဂျုံဂျုံအကောင်းလောကဓာတ်နဲ့ညီမြပဲဂျုံဂျုံလောကသဘာဝကြီးကိုလိလိရှုပြီးတော့လှုပ်တဲ့လှုပ်ထတာကိုလှုပ်သွားလို့သူ့ရဲ့စိတ်ဓာတ်ဟာရင်းရိုင်လှုပ်ရှားပြီးတော့နှိမ့်ချသွားခြင်းဘယ်တော့မှမရှိဘူးတဲ့ ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမဘုရားဘာသာဝင်သူတော်စင်အနေအနေနဲ့ဒါအမတန်မှလက်တွေ့ကျတဲ့အဆုံးအမတစ်ခုဖြစ်တယ်။အလွန်ပဲကျေနပ်စရာကောင်းတယ်။ဘုရားဘာသာဝင်ဖြစ်ရခြင်းဟာအလွန်ကျေနပ်စရာကောင်းဘူး။ဒီလိုကမှအာကိုရတာမျိုးမဟုတ်ပဲနဲ့မိမိတို့ကိုယ်တိုင်ကောင်းမွန်အောင်လေ့ကျင့်ပြီးတော့ကိုယ်အားကိုယ်ကိုယ်လုပ်ရတယ်ဆိုတာစိတ်တိတ်ကျေနပ်စရာကောင်းတာပေါ့။ အရာရာမှာသူများကိုမော်ကြည့်ပြီးသူများရဲ့အဆုံးမအဆုံးဖြတ်ခန်းနေရတယ်ဟာဘလောက်ဒုက္ခရောက်တယ်လဲဆိုတာစဉ်းစားကြည့်လေနော်ကိုယ့်ကိုယ်မဆုံးဖြတ်နိုင်ဘူးလို့ဆိုရတဲ့ကသူများမျက်နှာကြည့်နေရတဲ့အနေအထားမျိုးမြတ်စွာဘုရားကသုံးတတ်တဲ့ခုမှဟောတယ်တတ်ကံပရဝတန်ဒုက္ခံသူများအလိုလိုက်နေရတဲ့ဒုက္ခပတ္တမကြီးမားတယ်လို့ဆိုတာပဲအေးဒါကြောင့် ကိုအားကိုကိုပြီးကိုစိတ်ဓာတ်ကိုရင့်တန်အောင်ကျင့်ကြံကြိုးကိုအထုတ်တဲ့နီးစနစ်တွေကိုမြတ်စွာဘုရားဟောတာဖြစ်တော့ကြောင့်ဘုန်းကြီးတို့တွေကဒီစနစ်အတိုင်းသီလကောင်းအောင်ကြိုးစားရမယ်၊သမာဓိတွေရင့်ကျက်အောင်ကြိုးစားရမယ်၊ပညာတွေထက်မြက်အောင်ကြိုးစားပေးရမယ်။အဲ့ဒီလိုကြိုးစားပေးမှလောကကြီးထဲမှာအောင်မြင်မှုဆိုတဲ့ပရဖို့ကိုဆောင်းနိုင်ကြမှာဖြစ်တဲ့ပုံ။ ဒီဘဝမှာအောင်မြင်မှုရတယ်နောက်ဘဝတွေမှာလည်းပဲအောင်မြင်မှုကိုရနိုင်တယ်လို့ဒီလိုဆိုတာဒါဖြင့်စိတ်ဓာတ်ပြောင်းညံသူနဲ့စိတ်ဓာတ်ကြန့်ခိုင်သူတွေရဲ့အတွေးဟာဘလို့များခြားနားနေလို့လဲများစွာမှခြားနားတယ်စိတ်ဓာတ်ပြောင်းညံတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးလောကီရေးရပဲဖြစ်ဖြစ်လောကုတ္တရာရေးရပဲဖြစ်ဖြစ် လူမှုရေးကိစ္စပဲဖြစ်ဖြစ်စီးပွားရေးကိစ္စပဲဖြစ်ဖြစ်နိုင်ငံရေးကိစ္စပဲဖြစ်ဖြစ်ဘာကိစ္စပဲလှုပ်လှုပ်စိတ်ဓာတ်ပြောင်းရတဲ့ပုံကိုယ်ရရဲ့အတွေ့အကြုံတစ်မျိုးစိတ်ဓာတ်ကြံ့ခိုင်တဲ့ပုံကိုယ်ရရဲ့အတွေ့အကြုံတစ်မျိုးတဲ့မတူညီကြဘူးပေါ့အဲ့တော့စိတ်ဓာတ်ကိုပြောင်းရစေတတ်တဲ့အတွေ့အမျိုးတွေစိတ်ဓာတ်ကိုပြောင်းရစေတတ်တဲ့အမြင်မျိုးတွေကိုခေါင်းကြီးတို့တွေစူးစမ်းပြီးတော့ဖယ်ရှားရမှာ စိတ်ဓာတ်ကိုကြံ့ခံစေတတ်တဲ့အတွေးမျိုးတွေအမြင်မျိုးတွေကိုကိုယ်တန်ကမှာကိုတိဆောက်ပေးရမှာဖြစ်တယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်လေ့ကျင့်ပေးလို့ရှိရတရားနာရတယ်ဆိုတာဓာရီသိအောင်နာနာပြီးရင်နာယုံတဲ့ကိစ္စပြီးလာဆိုမပြီးဘူးကိုယ်တိုင်လက်တွေ့လိုက်နာချက်လုံးဖို့လိုအပ်တယ်ကျမ်းမှာတန်ဆွမ်းနေလို့ရှိရင်ဘာလို့อ่ะ exercise လုပ်ရ physical exercise လုပ်ကြ ဘာဖြစ်လို့လုံးနေကျမ်းမှတန်ဆွမ်းခြင်းလို့လုံးကြအေးကျမ်းမှတန်ဆွမ်းခြင်းလို့လုံးလို့ရှိရင်ကျမ်းမှတန်ဆွမ်းစေတဲ့ဤစနစ်တွေဟုတ်လားလက်ဆက်တဲ့လေးကိုရှုမယ်ကိုယ်နဲ့တည်တော်တဲ့အစာအာဟာရကိုစားမယ်မမှန်လန်းရှောင်မယ်ဆိုတာမျိုးတွေပေါ့ကျမ်းမှရေးတဲ့အထောက်အကူဖြစ်တာတွေဒီလိုလိုက်တာလိုက်စားခြင်းဖြင့်လူတယောက်ဟာ ီကိုယ်ကာယကျမ်းမာမှုကိုရရှိနိုင်တယ်ဆိုတာအလုံးလက်ခံထားတာပဲထို့တူပဲစိတ်ပိုင်းဆိုင်ရာကျမ်းမာမှုကိုရဖို့ရအတွက်လေလေ့ကျင့်ပြီးတော့ယူရမှာမလေ့ကျင့်လို့ကတော့ဘာတခုမှမရဘူးလေ့ကျင့်ရမှာဖြစ်တယ်အဲ့ဒါလို့လက်တွေ့လုပ်ရမယ်အလုပ်တစ်ခုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဆုံးမဩဝါဒပေးတာငါကိုအာကိုကြငါပြောတဲ့အတိုင်းဟုတ်လားငါကိုရောမြတ်မားလိမ့်မယ်ဆိုတာမျိုးဘယ်တော့မှမရှိဘူး လုတ်တဲ့လုတ်ထိုက်တာကိုလုတ်မြတ်စွာဘုရားကိုယ်တိုင်ကတုတ်တန်တစ်ခုမှဘယ်လိုဟောတော့ငါအခုအသိဉာဏ်ကြီးရရှိကြတာဟာမမေ့မလျော့ကြိုးစားအထုလို့ရတာတဲ့သင်တို့တွေလည်းပဲငါလိုပဲအပမာဒလို့ဆိုရဲမေ့လျော့ရှင်မူးချင်းကင်းတဲ့တတိကြီးမားစွာထားပြီးစဉ္ကြံကြိုးကိုအထုမယ်ဆိုရင်သင်တို့လည်းပဲကြံ့ခိုင်တဲ့စိတ်ဓာတ်တွေရပြီးနောက်ဆုံးလွတ်မြောက်ကြမှာပဲလို့မြတ်စွာဘုရားဒီလိုဟောတာနော် ငါလည်းကြိုးစားလို့ရတာမင်းတို့လည်းကြိုးစားဘယ်တော့ကျင့်တတ်ဆရာကောင်းတယ်နော်အေးမင်းတို့ငါရဲ့အမိနာမတော်ကိုတန်တလိုက်ငါကိုယ်တော်မြတ်ပေါ်လာပြီးတော့သင်တို့အလုံးကိုကဲတင်တော်မူမယ်ဆိုတဲ့စကားတစ်ခုမှမပေါ့နော်တကယ်ရောတကယ်ဖြစ်နိုင်သလားဆိုတာစဉ်းစားကြည့်ကုန်ဖြစ်နိုင်မယ်ဆိုရင်တော့တဏီကုံထိုင်ပြီးတော့ကဲတော်မူပါပဲလုပ်နေရမှာပဲနော်မဖြစ်နိုင်ဘူး ဖြစ်လဲဖြစ်တယ်လို့လည်းမရှိဘူးဒါကြောင့်မလို့ခွေးကြီးတို့တွေဒီအမြဲတမ်းခြေလက်ဆရာကောင်းတဲ့မင်္ဂလာလမ်းကြောင်းမဟုတ်ဘူးရောက်ပြီးတော့နေကြသို့တော့ကမ္ဘာလူဦးရေတန်ပေါင်း9000ကျော်ရှိတဲ့လူဦးရေအများစုကတော့ကဲတင်မဲ့ပုဂ္ဂိုလ်မျော်လင့်နေကြတာဟာရိုးရာကြီးလူဖြစ်နေပြီပေါ့ရိုးရာကြီးလူဖြစ်နေပြီ ိုအားကိုကိုပြီးကိုကိုကိုကောင်းအောင်ကြိုးစားဖို့ဆိုတာအချိန်မနှောင်းသေးခင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်နော်။ကောင်းပြီစိတ်ဓာတ်ပြောင်းညံ့လို့ဆိုတာဘယ်လိုအခြေအနေတွေကြောင့်စိတ်ဓာတ်ပြောင်းညံ့သွားတာတော့အလိုလျောက်စိတ်ဓာတ်ကိုကပြောင်းညံ့တာလားဆိုတော့မဟုတ်ဘူး။အတွေးတွေကြောင့်ပြောင်းညံ့။ညတယောက်တည်းနေတဲ့အခါကြည့်တယ်လေ။ကြည့်ရင်သူဘာတွေတွေးလဲ။အော်ငါတယောက်တည်းဒါတခု။ မောင်လဲမောင်လိုက်တာအခုချိန်မှာတရေကြီးလာရင်ဘလို့နေဦးလဲဟောကိုယ့်ကိုချောက်တာလေချောင်ရင်ချောင်ရင်ကနေပြီးချောက်ခံတဲ့ကြာလာပြီးဆိုပြီးတော့လန့်တာပြန်အဲ့ဒီအတွေးကစတာအတွေးကစအဲ့လိုဘောပဲနဲ့စိတ်ဓာတ်ကိုကအေးဘာမှချောက်စရာမရှိဘူးငါတယောက်တည်းလေဘာကြီးလာခဲ့လာခဲ့ငါမချောက်ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ဆိုဟောချောက်ကြအဲ့ဒါလိုပဲပေါ့ အာကိုထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီစိတ်ချက်ပြောညံ့သွားတာမျိုးရှိနိုင်ဘူးအဲ့တော့ရောစွာဘုရားကဒေသနာတော်တစ်ပုဒ်မှာဒီဓမ္မရေးရနဲ့ပတ်သက်ပြီးတော့စိတ်ချက်ပြောညံ့စေတတ်တဲ့အကြောင်းအရာတွေကိုဟောထားသို့တော်လည်းလောကရေးရနဲ့ပတ်သက်လာလို့ရှိရင်လည်းစိတ်ချက်ကိုပြောညံ့စေတာပဲဒီအခြေအနေတွေက လောကအတွက်ပဲဖြစ်စေဓမ္မအရေးအရအတွက်ပဲဖြစ်စေစိတ်ထက်ပြောင်းညံ့စေတတ်တဲ့အရာဟာတူတူပဲလို့ဒီလိုမှတ်ရအောင်